ရှိုးလိုက်တာနဲ့ဟာဒီကားကတော့ဒါ14ပဲဆိုတာမျိုးကိုတိတာစီလောက်တဲ့ရှေ့ယုံမျိုးကိုရှိတယ်ဥပမာပြကျွန်တော်တို့ဆိုရင်အဲကုန်လေးပါကိုဒီလိုအဝိုင်းညင်အခုတည်းကြီးကြိုက်နေတော့ပွင့်လင်းပြင်အသက်35 40ပတ်ချာလဲလောက်လူတွေကြိုက်မဲ့ဒီဇိုင်းမျိုးပေါ့ဗျာအတွင်းကဒီဇိုင်းอ่ะချိုးတော့နဲ့ဝင်ဝင်လာချင်းဒီကားကိုအရင်ကြွေသွားတာဓာတ်ပုံထဲမှာကြည့်တော့ဟိုကားကိုကြွေတာအသက်ကြီးမှလုံးဝ နော် sporty look လေးနဲ့နော်ခက်ခက်ညံ့ညာစီးကြတယ်ဆိုဒီကားစီးရမယ်အဲအဲ့လိုပြောအောင်မှန်သွားပြီအားလုံးပဲမင်္ဂလာပါကျွန်တော်အခုဒီနေ့ရောက်နေတဲ့နေရာကတော့ cross section လမ်းနဲ့43လမ်းတောင်းမှာရှိတဲ့14 EV car showroom ကိုရောက်နေရပဲဖြစ်ပါတယ်ပါလာလောက်တာလဲလို့မေးရင်ဒီရဲ့အပိုင်းမှာ online မှာ SUV တစ်စီးကတော်တော်လေးနာမည်ကြီးနေတယ်ဒီဇိုင်းလေးတော်တော်လှတယ်တော်တော်လေးမိုက်တယ်လို့သိထားလို့လာကြည့်ရပါဖြစ်ပါကျွန်တော်တို့ live ပြီးတော့ကြည့်လိုက်ပါဦး မျက်စိရှိမှမြင်ရတဲ့ကားလေးတွေကတော့ 4thing ကားလေးတွေပဲဖြစ်ပါတယ် 4thing EV တွေပဲဖြစ်ပါတယ် ဒီကားတွေကို manufacturer ကတော့ဒေါဖန်လီယိုဂျုံးอ่ะပဲဖြစ်ပြီးတော့ဒီကားတွေကိုမြန်မာနိုင်ငံတော်တူးတဲ့တင်သွင်းလာတာတော့အောင်ကန်ဘို group of company อ่ะဖြစ်ပါအဲ့တော့အောင်ကန်ဘို group of company အကြောင်းကိုပြောမယ်ဆိုလို့ရှိရင်အားလုံးသိပြီးသားအတိုင်းပဲကမ်ဘို cycle တွေကိုတင်သွင်းဖြန့်ချီရောင်းချခဲ့တဲ့ company ဖြစ်ပါတယ်သူတို့ဒီမှာဆိုလို့ရှိရင် cycle တွေကို ICE လည်းရှိတယ် EV လည်းရှိတယ် EV ကိုမှအခု SKD လည်းထုတ်တော်မယ်လို့သိရတယ်အဲ့ဒါတွေအပြင်ချမ်းလုံး dump truck ကိုလည်းတူးတဲ့ကိုယ်စားလှယ်အနေနဲ့တင်သွင်းလာတာကတော့အောင်ကန်ဘို truck and machinery company limited ကပဲဖြစ်ပါတယ် အဲ့ဒီအပြင်အခု 14EB brand ကိုလည်းမြန်မာနိုင်ငံကတူးတဲ့ကိုယ်စားလှယ်အနေနဲ့တင်သွင်းလာတာပဲဖြစ်ပါတယ်။ကြည့်အခုကျွန်တော်တို့ 14th Friday ဆိုတဲ့ကားလေးကိုအရင်ကြည့်အောင်။ဒီကားလေးက SUV ဖြစ်တယ်။ပြီးတော့ဒီမှာရှေ့ရုပ်ကိုလည်း show လိုက်။တော်တော်ကြီးကို꿰ထွက်တယ် အဝေးကလာတိုင်းရှိုးလိုက်တာနဲ့ဟာဒီကားကတော့ဒါ4 thing man ဆိုတာမျိုးကိုတိတာစီလောက်တဲ့ရှေ့ယုံမျိုးကိုရှိတယ်အခုဒီမှာရှေ့က share design ကိုကြည့်လာကျွန်တော်အစဒီကားကိုဓာတ်ပုံထဲမှာမြင်တဲ့အချိန်မှာဒီကားဘာလဲဟောသူ share ကတော်တော်လေးစားရတယ်ဗောနအခုအပြင်မှာကြည့်လိုက်တော့လေဒီရောင်ပါဗောနဒီအဖြူရောင်ပါဆိုပြီးပို့ပြီးတိတာသူ့ရဲ့ share design ရမှာစနေမကင်းဒုံလေးလို့ဘာလို့လောက်တာဒါပေမဲ့ဒီမှာ6မြောင်လို့ပြောရအောင်လား6မြောင်ကြီးပဲလဲမဟုတ်ဘူးဒီအလဲမှာဆိုလို့ရှိရင်4မြောင်လည်းရှိတယ် တရမကင်းလုံးပုံစံမျိုးကလေးညောင်လည်းရှိတယ်။သူ့ share design လေးကတော်တော်လေးမိုက်တယ်။လေးဝင်လေးကတော်တော်လေးကောင်းမဲ့ပုံမှာရှိတယ်။အဲထဲမှာရေတိုင်ကြီးကိုကောင်းကောင်းမြင်နေရတယ်။ပြီးတော့ဒီအောက်မှာ ီအောက်မှာ shutter လေးတစ်ခုပါတယ်အဲ့ဒီအောက်က shutter လေးอ่ะကြတော့လေကားအဖွင့်အပိတ်နဲ့ air con အဖွင့်အပိတ်မှာအလုံးလုံးတဲ့နဲ့တူတယ်ဒီ shutter လေးကခုနကဆိုပွင့်နေတယ်အခုကတော့ပိတ်သွားပြီအဲ့ပုံစံမျိုးမှာရှိတယ်တော်တော်လေးကို꿰ထွက်တယ်ပြီးတော့သူ့ရဲ့ folding logo ကလည်းတော်တော်လေးစားတယ်ခြင်သေးကရှေ့ကိုလှမ်းတော့မယ်ဆိုတဲ့ပုံစံမျိုးလေးကိုသွားရတာဒီဇိုင်းလေးကတော်တော်လေးကြီးလို့တော့ကောင်းတယ်။ဟုတ်ကဲ့ဒါကတော့ရှေ့ဒီဇိုင်းဖြစ်တယ်။ဒီမှာသူ့ရဲ့ data running light ကဒီလိုတစ်ခုလာတယ်။ ီလဲမှာတစ်ခုပါတယ်ပြီးရင်ဒီအောက်ကိုဒီလိုအချုံလေးသွားတယ်ပြီးရင်ဒီမှာမီးအကြီးအသေးနှလုံးပါသေးတယ်เนาะ projector light နှလုံးပါသေးတယ်ပြီးရင်အရှိမအစံစာလေးလုံးပါ Okay အဲ့တော့အထည်လေးသွားကြည့်အောင်ဒီကားရဲ့အတွင်းထဲကိုရောက်တဲ့အချိန်မှာကားเจ้าကိုရင်ဆက်ပြောအောင်ကားเจ้าကိုပြောမယ်ဆိုရင် battery capacity က85.9 kWh ပါတယ်မော်တာက150 kW ဖြစ်ပြီးတော့ range အနေနဲ့ဆိုလို့ရှိရင် CLTC မှာ630 km သွားလို့ရရလို့ဆိုထားတဲ့ကားဖြစ်တယ် ် SUV ဖြစ်တယ်အแทမှာတော်တော်လေးကြဲကြဲဝန်းဝန်းရှိတယ်ပြီးတော့သူ့ဒီဇိုင်းอ่ะဘယ်လိုပြောရမလဲဆိုတော့လုံးဝ modern နဲ့ classic ကိုနည်းနည်းယောရတာဗျာဒီလားဥပမာဗျာကျွန်တော်တို့ဆိုရင် air con ၄ပါးကိုဒီလိုအဝိုင်းညင်အခုတည်းကြီးကြိုက်နေတော့မယ်တော်တော်လေးကြိုက်တယ်နောက်ပွင့်လင်းပြင်အသက်35 40ဘတ်ချလဲလောက်လူတွေကြိုက်မဲ့ဒီဇိုင်းမျိုးပေါ့ဗျာအတွင်းကဒီဇိုင်းอ่ะအဲ့လိုပြောလို့ရတယ်ပြီးတော့ဒီမှာ gear တန်းအထားသူတွေနောက်ပြီးတော့ဒီမှာ air con အတွက် cloud တွေ physical cloud တွေတီးသန့်ပါတာလေးကဒါကျွန်တော်အတွက်ဆိုရင်ဒါတော်တော်လေးအဆင်ပြေတယ်ဒီကား ီးတော့သူ့ရဲ့ battery capacity က85.9ဖြစ်တာဖြစ်တော့ကျွန်တော်တော်တော်လေးအားရတယ်ပေါ့ဗျာ86လို့တောင်ပြောလို့ရတယ်86မှာ range ကိုလည်း630လောက်ဆိုထားတာဖြစ်တဲ့အတွက်တော်တော်လေးမဆိုးဘူးလို့ကျွန်တော်အနေနဲ့ယူဆတယ် okay အဲ့တော့ဒီကား twin ကိုဆက်ပြောအောင်ဒီကား twin နဲ့ကိုဆက်ပြောမယ်ဆိုရင်ဒီမှာနော် speaker က5.1ဖြစ်သွားပြီနော် speaker 5.1ဖြစ်သွားပြီပြီးတော့ air con ၄ဘောက်က၄ခု၁နဲ့၃၄၄ခုပါတယ်ပြီးရင်ဒီအပေါ်မှာ leather ဖြစ်ပြီးတော့ဒီမှာက carbon fiber ပုံစံမျိုးလေးလှုပ်ထားတယ်နော် ီးလို့ရှိရင်ဒီမှာ infotainment screen ကဒါရှက်လက်မှဝင်းကျယ်လောက်ရှိမယ်ဒီထဲကနေပဲကားတစ်စီးလုံးမှာရှိတဲ့ control တွေအကုန်လုံးကိုဒီထဲကနေပြီးတော့ပဲထိန်းချုပ်လို့ရမှာဖြစ်ပါတယ်အခုဒီမှာဒီကားမှာ ambient light တွေချိန်းလို့ရတယ် ambient light တွေချိန်းတဲ့အချိန်မှာဘာဒီပါပြောင်းသွားလဲဆိုတော့ဒီမှာ gear ram မှာရှိတဲ့ logo အယောင်လေးကလည်းအယောင်ချိန်းသွားတယ်ပြီးရဲ့ပြင်ဒီအပေါ်မှာနော် panoramic sunroof ရှိတယ် panoramic sunroof ထဲမှာဒီမှာမှန်ပါလဲဒီမှာအယောင်လေးချိန်းသွားတယ် အဲ့ဒါလေးကတော်တော်လေးစားရတယ်ဒီကားမှာသူရဲ့ panoramic sunroof အတွက်ကိုဒီမှာ sun shade လည်းပါပြီးသားဖြစ်ပါတယ်ဒါလုံးဝပိတ်လိုက်မယ်ဆိုလည်းရတယ်ဖွင့်ပြီးတော့မိုးပေါ်ကြည့်ပြီးခံစားမယ်ဆိုလည်းခံစားလို့ရတဲ့အခြေအနေမျိုးရှိတယ်ဩော်ဒီကောင်ကထိုင်ကုန်အပူအေးလည်းပါတယ်เนาะဒီဘက် driver seat ဘက်မှာဆိုလို့ရှိရင်ထိုင်ကုန်အပူရောအေးရောပါတာဖြစ်ပြီးတော့ဒီဘက် passenger seat မှာဆိုရင်ထိုင်ကုန်အပူပါတယ်ကြက်ကွေးတွေပါလေလုံနေဆိုရင်ကားထဲမှာအေးသက်သာထိုင်လို့ရဒီကားကကျွန်တော်ခံစားမိသလောက်ဆိုရင် तू က ဒီရေမောင်းဘက်ကလူကိုတော်တော်လေးကိုအဆင်ပြေအောင်လို့အများကြီးထည့်သွင်းစဉ်းစားထားတဲ့ကားလို့ပြောလို့ရတယ်။ဘာလို့လဲဆိုတော့ဒီမှာ driver seat ဘက်ကိုလည်းထိုင်ကုန် massage လေးပါထားပေးသေးတယ်။ massage ကလည်း၅မျိုးပြောင်းလို့ရ wave ရယ် catwalk ရယ် overlap ရယ် comfort ရယ် jam ရယ်ဆိုပြီးတော့ဒီမှာ၄မျိုးပြောင်းလို့ရတာကိုတွေ့ရပါတယ်။နော်ကျွန်တော်တို့ကတော့တော်တော်လေးအဆင်ပြေတယ်။ဒီဘက်ခုံတော်တော်မပေါ့။နောက်ထပ်တစ်ချက်ကဒီမှာဒီကားမှာဒီလိုမျိုးခြေက၅ခုလောက်တွေ့ရတယ်။ဒီမှာတစ်ခုရှိတယ်။ဒီထိုင်ကုန်နှလုံးရဲ့အနောက်မှာရှိတယ်။ပြီးလို့ရှိရင်ဒီဘက်ဘေးကတိုင်မှာနှစ်ခုရှိတယ်။၅ခုလောက်တွေ့ရတယ်။အဲ့ဒါဘာအဆင်ပြေလဲဆိုတော့လေတစ်ခါတလေ ကြရင်ဘယ်သူမှမပါဘူးကျွန်တော်တယောက်တည်းအပြင်သွားရတယ်မာစုရီပိုင်မပါဘူးဆိုလို့ရှိရင်ဥမာထားပါတော့မနက်စာစားကိုမွေးငါးပိုင်သွားဝယ်ဆိုရင်ဘယ်နှချိတ်လို့ရှိရမှာမသိဘူးတခါကြကြနောက်မှ JB ပိုင်မပါရင်ပြောတာဒီမှာလေးကောက်ချိတ်ထားလိုက်လို့ရအာဒီမှာဒီလိုလေးကောက်ချိတ်လိုက်အောင်ပဲအဲ့ဒါလေးကတော်တော်လေးအဆင်ပြေတယ်เนาะအဲ့တော့ရင်မောင်းအတွက်ကိုတော်တော်လေးစဉ်းစားပေးထားတဲ့ကားလို့ပြောလို့ရတယ်နောက်ပြီးတော့ဒီကောင်က front wheel drive ဖြစ်တယ်အဲ့ကြောင့်မို့လို့ဥမာ ောင်တက်ခီးကြီးပိုင်းသွားမယ်နော် highway တွေပိုင်းသွားမယ်ဆိုလဲတော်တော်လေးအဆင်ပြေမယ်လို့ကျွန်တော်အနေနဲ့ယူဆတယ်နောက်တစ်ချက်ကိုပြောမယ်ဆိုဒီနေရာမှာက step stop button လေးရှိတယ်ဆိုလိုချင်တာကားပေါ်တက်ပြီးတော့ဒီခလုတ်နှိပ်တော့မှ stand by ဖြစ်မှာကားဆက်သွားလို့ရမှာပြီးရင်ဒီမှာ drive mode အနေနဲ့ဆိုလို့ရှင်လဲ eco ရယ် normal ရယ် sport ရယ်ဆိုပြီးတော့သုံးမျိုးပြောင်းလို့ရတာကိုတွေ့တယ်ပြီးတော့ကျတော့ဒီမှာဒီမှာ hill descent control တွေပိုင်းလည်းပါတယ်ပြီးရင် DCRN ပတ်ချလဲမှာဆိုလို့ရှင်လဲ cruise control တွေပါလဲဒီမှာ lane change assistant တွေပါတယ်အကုန်လုံးပါတယ်ဒီမှာ 360° camera နှိပ်တဲ့ခလုတ်လေးလည်းဒီပေါ်မှာပဲပြီးတော့ဒီမှာ phone call တိုင်း volume အတိုးလျှော့ ဒါတွေအကုန်လုံးကဒီ CRM ပတ်ချာလဲမှာအကုန်ရှိတယ်ဒီဘက်မှာညာဘက်မှာဆို Wi-Fi ဘယ်ဘက်မှာဆိုရင် Mi เนาะဒါတွေအကုန်လုံးက physical ခလုတ်တွေနဲ့ပဲအကုန်လုံးကเนาะအဲ့ဒါလေးတော်တော်လေးသဘောကျဖို့ကောင်းတယ်ပြီးရင်ဒီဘက်မှာဆိုလို့ရှိရင်လည်းမှန်ယိုးမှန်ကောင်းခလုတ်တွေလည်းအကုန်လုံးပါတယ်ကားလေးကစိုးတော့မစိုးဘူးเนาะမောင်းကြည့်ဖို့ပဲကြံအလေကန်းသွားကြည့်အောင်ကဲနောက်ခန်းတွေကိုဝင်လာပါပြီနောက်ခန်းတွေကိုဝင်လာတဲ့အခါမှာမြင်တဲ့အတိုင်းပဲတော်တော်လေးကျယ်တာကိုတွေ့ရတယ်ဒီမှာပါ ရှေ့မှာကျွန်တော်မောင်းမဲ့ပုံစံအတိုင်းထိုင်ကိုပိုဇီရှင်ကိုထားရတယ်ဒီနောက်မှာကျွန်တော်ထပ်ထိုင်တယ်ဆိုတဲ့အချိန်မှာဒီမှာလက်ငါလုံးအဲ့လောက်လောက်အေးအေးဆေးဆေးกว่าလက်ငါလုံးတော့မတော်တော်กว่าတယ်ဗျာတော့အဲ့အချိန်ဒီမှာရှိတယ်ခေါင်လဲဒီမှာအများကြီးလွတ်သေးတယ်ပြီးတော့ဒီမှာလက်တင်ခုံလေးပါလက်တင်ခုံနဲ့မထိုင်ကြင်လို့ဒီမှာလူ9ယောက်စီးမယ်ဆိုတော့ဒီနေရာမှာကောင်းကောင်းစီးလို့ရတယ်ဘာလို့လဲဆိုတော့ဒီအောက်ကကူရှင်ကလုံးဝ flat ပဲ เนาะโหလိုမျိုးကြီးဖူတာကြီးဖောင်းတာကြီးမရှိဘူးပြီးတော့ခေါင်းဆိုလို့ရှိရင်လည်းသုံးလုံးပါတာဖြစ်တဲ့အတွက်ဒီအလဲမှာထိုင်တဲ့လူတို့ကတောင်နေမြောက်တွေပြေးပြီးတော့ကတ်မနေဘူးအဲ့ဒါလေးတော်တော်လေးအဆင်ပြေတယ်ပြီးတော့ထိုင်ကုန်တွေအကုန်လုံးလည်း leather seat တွေဖြစ်တယ်ကျွန်တော်ခုနကပြောတဲ့ဒီမှာချိတ်ပြေဒီမှာဒီမှာတစ်ခုပါတယ်ဒီမှာတစ်ခုပါတယ်ပြီးဒီအပေါ်မှာနှစ်နေရာမှာပါတယ်အဲ့တော့ဒီအနောက်မှာချိတ်က၄ခုပါနော်ဘလောက်အဆင်ပြေလဲလို့ပြီးရင်ရှေ့မှာတစ်ခုနဲ့ဆိုရင်၅ခုရှိတယ်เนาะပြီးရင်ဒီမှာစာကြည့်မီလေးတစ်ခုပါသေးတယ်ဒီအပေါ်မှာစာကြည့်မီလေးတစ်ခုပါတယ် တော်ကျဲတယ်ဗျကဩဒီပေါ်ကခုနပြော MBL light ပြောင်းရင်ရောင်ပြောင်းတယ်ဆိုတဲ့ဟာလေဒီအနောက်မှာထိုင်မှခံစားလို့ရတော့ဟာရှဲเนาะကောင်းငင်သာအမဲဖြစ်နေရင်လောကခုန MBL light နဲ့ဆိုချဲပဲညာဘက်တစ်ခါတော့စမ်းပြီးတော့မောင်းကြည့်ရင်ကောင်းမယ်နဲ့တူတယ်ပြီးလို့ရှိရင်ဒီအလဲကောင်းမှာ round echo ဖြစ်တယ်ပြီးတော့ဒီကားက V2L မလိုပဲနဲ့ဒီမှာ2.2 kW ထိသုံးလို့ရတယ် power outlet လေးတစ်ခုပါ အဲ့တော့ဒီကားသုံးမယ်ဆိုလို့ရှိရင်ဗီဒီယိုမလိုတော့ဘူးဒီမှာပလက်တန်းထိုးပြီးတော့ကမ်ပိန်းတွေပါရဲသွားရဆိုရင်အမှထမင်းတွေဟင်းတွေချက်မယ်ဆိုရင်ချက်လို့ရတဲ့အနေထားမှာရှိတယ်။ Okay အပြင်ပြန်သွားကြည့်အောင်။ Okay အပြင်ရောက်လာတဲ့ချိန်မှာဒီမှာ tire size အကြောင်းပြောအောင် tire size က235 55 or 19ကိုသုံးလာတယ်။တော်တော်လေးကြီးတယ်လို့ထင်ရတယ်။ကျွန်တော်မျက်စိထဲမှာအစရုပ်ရည်ချက်ရောဒီကောင်20သုံးလာလားမသိဘူး။အခုစာဖတ်ကြည့်လိုက်တော့မှ R19 ပဲရှိတယ်။ပြီးတော့ဒီမှာသူကဓားသွားပုံစံမျိုးလေး blade design လေးလုပ်ထားတယ်။ နော်အလွားပုံစံလေးအဲ့ဒါလေးတော်တော်မိုက်တယ်အဲ့မှာ ground clearance ကတော်တော်ကြီးကိုလွတ်ပါတယ်ကိုလက်မနဲ့ဆယ်လက်မဝင်းကျင်လောက်တေးကြပေါက်ရှိတယ်ဒါနဲ့တော့လွတ်ကြီးမဟုတ်နော်တချို့ကြတော့မခီးသွားရင်လွတ်ပါမလားဆိုရဲလူတွေအတွက်ကတော့ဒီကားကတော့အေးအေးဆေးဆေးခီးသွားလို့ရရလို့ပြောပြရစီပြီးရင်သူ့ရဲ့အာခြာခြာပေါက်ကိုထားထားတဲ့နေရာလေးကတခြားကားကြီးနဲ့မတူဘူးနည်းနည်းလေးထူကြရတယ်ဒီနောက်ဖင်သားလေးမှာထားရတာဖြစ်တယ်ဒီဘက်မှာဆိုရင် GPD နဲ့ DC အပေါက်ဖြစ်ပြီးတော့ညာဘက်အချမ်းမှာဆိုရင် AC အပေါက်ကိုမြင်တွေ့ရမှာဖြစ်ပါတယ် ကဲအဲ့တော့နောက်ဖုံးဒီဇိုင်းအကြောင်းပြောအောင်နောက်ဖုံးတစ်ခုကြီးလိုက်တာ ਨੇ ပထမဦးဆုံးမြင်လိုက်ရတော့ဒီဘောက spoiler ပါပဲ spoiler ကခေါင်းဘောကနေပြီးတဆက်တည်းလာပြီးတော့ဒီအပေါ်မှာလေးပေါ်မှာနည်းနည်းလေးဝဲထားတယ်ပြီးတော့ဒီအလဲကောင်မှာပြန်ခွတ်ပေးထားတယ်သူ့ဒီဇိုင်းလေးကဒီခွတ်ထားတဲ့နေရာမှာ brake wheel လေးသုံးလုံးကိုထည့်ပေးထားနော်အဲ့လေတော်တော်လေးထူးကြရတယ်ပေါ့နော်ထူးကြရတော့မဟုတ်ဘူးဗျာကွဲထွက်တယ်ပေါ့ဗျာနော်သူများရေဆိုလို့ရှိရင်ဒီ spoiler ကိုအပြည့်ဖြစ်ရင်ဖြစ်မယ်နော်ဒီဘက်တစ်ချမ်းဒီဘက်တစ်ချမ်းဖြစ်ရင်ဖြစ်မယ်သူက spoiler တော့အပြည့်တော့ဖြစ်တယ်တဲ့အလဲမှာ white လိုက်တယ်ဝိုက်ပြီးတော့ဒီအလဲကောင်မှာမီလုံးလေးသုံးလုံးထည့်လိုက် ပြီးလို့ရှိရင်ဒီမှာအနောက်တုတ်ပါတာကိုတွေ့ရတယ်ပြီးရင်ဒီမှာ LED မီးတန်းကဒီလိုတက်လျှောက်လုံးဖြစ်သွားပြီနော်အဲ့အလေးကတော်တော်လေးမိုက်တယ်ပြီးတော့ဒီနောက်ဒီဇိုင်းကိုကြည့်မယ်ဆိုရင်ဒီလိုဖင်ကကားကားလေးပုံစံမျိုးလေးဖြစ်တယ်နော်ဖင်ကားကားလေးဖြစ်တယ်ကောနောက်ကားလေးအဲ့လိုပြောတော့ကျွန်တော်သိပ်မကောင်းဘူးနော်အဲ့တော့ဒီမှာနောက်ဖုံးမော်တာဖြစ်ပါတယ်နောက်ဖုံးမော်တာဖြစ်ပြီးတော့ဒီကတော်တော်လေးကျယ်ကျွန်တော်စိတ်နေမမားဘူးဆိုလို့ရှိရင် Golf 8ထည့်မယ်ဆိုရင်တေးရပေါက်ထည့်လို့ရတဲ့အနေထားမှာရှိတယ်ဟောဒီအောက်မှာလည်းနေရာရှိသေးတယ် နော်အောက်မှာလည်းကာဟို space နည်းနည်းလေးရှိသေးတယ်ဗောနော်အကယ်၍သာဒီအောက်ကဖော့အန်ခွက်ကိုထုတ်လိုက်မယ်ဆိုရင်ပို့ပြီးကျယ်သွားလိမ့်မယ်နော်ထုတ်ပြီးတော့ဒီအခင်းကိုအောက်ထဲထိုးထည့်လိုက်လို့ရှိရင်ပို့ပြီးကျယ်သွားတဲ့အနေအထားမျိုးရှိလိမ့်မယ်ဒီနောက်ထဲမှာတော့ထွေရူဘာမှပြောစရာမရှိဘူးဒီမှာတော့ရင်းလိုက်တွေပါတယ်ပါသေးတယ်ဗောအာနောက်ကုန်ပြန်ပိတ်လိုက်မယ်ပိတ်လိုက်မယ်ဆိုရင်ဒီနောက်မှာခုနပြောဖို့တစ်ခုကြံသွားတယ်ဗာလဲဆိုနောက်မှာဆန်ဆန်လေးလုံးပါနော်နောက်ဆန်တာလည်းလေးလုံးပါတယ်အနောက်က ground clearance လည်းနည်းနည်းတော့လွတ်တာမဟုတ်ဘူးတော်တော်ကြီးကိုလွတ်တဲ့ ကားပဲဖြစ်ပါတယ်အဲ့တော့ဒီအခုကျွန်တော်ပြောရတဲ့ကား4 thing friday ဆိုတဲ့ SUV ကားပဲဖြစ်ပါတယ်အဲ့တော့ဟိုဘက်မှာနောက်တစ်စီးရှိသေးတယ်တော့ကြည့်အောင်ကျွန်တော်ထပ်ကြည့်ရမယ်နောက်ထပ် ကားလေးတစ်စီးကတော့4 thing S7 sedan type လေးပဲဖြစ်ပါတယ် battery capacity ကိုပြောမယ်ဆိုရင်56.83 kWh ရှိတယ် motor capacity ကိုပြောမယ်ဆိုရင်160 kW ဖြစ်ပြီးတော့ railway drive ဖြစ်ပါတယ်ဒီကားတော့ပို့ပြီးတော့ sporty စံတယ်လို့ပြောတယ်ဒါပေမဲ့ကျွန်တော်မျက်စိထဲမှာဒါပို့ပြီးတော့လူငယ်ပို့စံတယ်ဗျာတဲ့ဒီကားလေးကကြည့်လိုက်လို့ရှင်ဟာရောက်မိုက်တယ်ပေါ့နော် ချိုးရုံးနဲ့ဝင်ဝင်လာချင်းဒီကားကိုအရင်ကြွေသွားတာဓာတ်ပုံထဲမှာကြည့်တော့ဟိုကားကိုကြွေတာဒါပေမဲ့ချိုးရုံးနဲ့ရောက်တဲ့အချိန်မှာဒီကားကိုမြင်လိုက်တဲ့အချိန်မှာပို့ပြီးကြွေတယ်ဘာကြောင့်ကြွေတယ်ဆိုတာကျွန်တော်မှအချက်ရှိတယ်အဲ့ဒါကျွန်တော်ပြောပြမယ်အဲ့ဒါဘာလဲဆိုတာဒီမီလုံးဒီဇိုင်းပဲဒီမီလုံးဒီဇိုင်းကတော့မထူးရပါဘူးပွင့်လေးလေးပြောရရင်တော့ဒီမီလုံးဒီဇိုင်းကဒါပုံမှန်ပဲဒါဒီတိုင်း running light ကဒီလိုဖြစ်တယ်ဒါကတော့မထူးရဘူးဘယ်ဟာမှထူးရပါဆိုတာဒါပါပုံမှန်ဆိုလို့ရှိရင်ဒါ waterfall share လို့ခေါ်တယ်နော် share ဒီဇိုင်းကြီးမှာဒီလိုမျိုးရေတံခွန်ပုံစံမျိုးကြီးစီးပြီးတော့ကျနေတဲ့ပုံစံမျိုးကိုတော့ data running light အနေနဲ့ထည့်ပလိုက်တာ ဒီလိုမျိုးကြီးဆင်းလာမိလုံးကြီးကဒီလိုဆင်းလာဒီလိုဆင်းရုံနဲ့အားမရဘူးဒီအလဲကသုံးချောင်းကလည်းအဲ့တိုင်းပဲအဝေးကကြည့်လို့ရှိရင်မိတဲ့တဒန်းနဲ့လို့ထင်ရပေမယ့်အနီးကကြည့်လိုက်တော့မှသူကမိကဒီလိုပုံစံမျိုးနှစ်လိုင်းပေါ့နော်အပေါ်တလိုင်းအောက်တလိုင်းနဲ့ဒီလိုမျိုးထဲကိုထည့်ထားတာအဲ့ဒီဒီဇိုင်းကြောင့်ဒီကအဝေးကကြည့်လဲတော်တော်လေးလာတဲ့ကားလို့ပြောလို့ရပြီးလို့ရှိရင်သူ့ရဲ့ logo ပေါ့သူ့ရဲ့ logo ကိုလည်းဒီမှာကြာတော့အမဲပေါ်မှာကြာတော့အယောင်လေးပြောင်းလိုက်ပြီးเนาะအဖြူမဲနဲ့လုပ်ပေးထားတာသူ့ရဲ့ logo အထားအသုံးနဲ့ဒီဇိုင်းကြောင့်ကားအဝေးကနေကြည့်လိုက်ရင်ဟို elegant ဖြစ်တယ် ဲ့လိုအခြေအနေမှာရှိတယ်ခေါင်းကန်းကလည်းအကျယ်ကြီးပဲပြီးလို့ရှိရင်ဒီထဲမှာကာဝစပိတ်တွေတစ်ခုရှိသေးတယ်เนาะပြီးရင်ကျွန်တော်ဖွင့်ပြအဲ့တော့ကားရှေ့ဒီဇိုင်းကတော့ဒါပဲပြီးလို့ရှိရင်ဒီမှာစန်သာလေးလုံးရှိတယ်အလဲကောင်းမှာဆိုလို့ရှိရင်360 camera တစ်လုံးကိုထည့်ပေးတာတယ်အဲ့တော့ဒီကားက SUV မဟုတ်တာဖြစ်တဲ့အတွက် ground clearance ကိုတော့အများကြီးတော့မျှော်လင့်လို့မရဘူး ground clearance ကပွင့်လင်းကြွတော့အရင်လွတ်တဲ့ကားတော့မဟုတ်ဘူးဒါပေမဲ့ဒီကား sport type ဖြစ်တာဖြစ်တဲ့အတွက်အထင်ကန်တော့ကြည့်အောင် ဒီကားလေးကိုပထမဆုံးရောက်တာနဲ့သတိထားမိတာဘာလဲဆိုတော့အပေါ်ကပန်နိုရမစ်ဆန်းရူပါပဲကျွန်တော်ဒီအစကနေပြီးတော့ဟိုးနောက်ထိသွားတာပက်ဆင်ဂျာစီးရဲ့ခေါင်းပေါ်ထိသွားတာတက်ဆက်သေးပဲเนาะအဲ့ဒါကြီးလုံးဝဒီလိုအခုံးကြီးသွားတာเนาะအဲ့ဒါကြီးရှယ်ပဲเนาะအဲ့ဒါလည်းတကယ်မိုးရွာတာတို့ညဘက်တည်းဆိုရင်လုံးဝရှယ်ပဲเนาะအဲ့ဒါလေးကညဘက်ခီးသွားမှုမှရတော့မယ်ဗျဒီကားလေးနဲ့အဲညံစိန်ညံစိန်โอเคအဲ့တော့ဒီကားအတွင်းကနေကိုကြည့်လိုက်မယ်ဆိုတော့ तू อ่ะလူကြီးစီးတဲ့လူငယ်ဒီဇိုင်းကားလို့ပြောอ่ะ နည်းနည်းလေးတော့ရှင်းပြရခက်တယ်ဘာလို့လဲဆိုတော့တိတဲမှာတုံးထားတဲ့ဒီဇိုင်းအထားအသူတွေကလူငယ်အရင်ဆန်မနေဘူးဒါကတော့ sporty ဖြစ်တယ်အရှိန်ရုပ်ကလည်း sporty ဖြစ်တယ်ဒါပေမဲ့အတွင်းကန်းထဲမှာကျတော့လူကြီးပုံစံနော် sport type ကားတစ်စီးကိုလူကြီးဆန်ဆန်စီးကျင်တယ်ဆိုရင်တော့ဒီကားကိုစီးရမယ်လို့ပြောလို့ရတယ်โอเคအဲ့တော့ဒီဇိုင်းนี่ဆက်ပြောအဲ့တော့ဒီမှာတကားဆိုလို့ရှိရင်လည်းဘောင်ပြောက်ဖြစ်သွားပြီနော်တကားဘောင်ပြောက်လေးနဲ့အာဒီလိုမျိုးလေးအသက်ကြီးမှလုံးဝ နော် sporty look လေးနဲ့နော်ခက်ခက်ညာညာစီးကျင်တယ်ဆိုဒီကားစီးရမယ်အဲအဲ့လိုပြောအောင်မှန်သွားပြီโอเคအဲ့တော့ဒီမှာသူရဲ့ဒီအလဲကောင်ကတော့လုံးဝရိုးရှင်းသွားပြီဘာမှမပါတော့ဘူးဒီမှာဖုန်းထားဖို့နဲ့နေရပါတယ်ဒီဘက်မှာ wireless charging လေးပါတယ်အလဲမှာ aircon လေးပေါက်နှစ်ခုပါတယ် aircon လေးပေါက်ကညာမှာတစ်ခုဘယ်မှာတစ်ခုထပ်တွေ့ရတာဖြစ်နေတော့တူလေလေးခုဒါကတော့ပုံမှန်အတိုင်းပဲပြီးလို့ရှိရင်ဒီတကား site ကပေါ်မှာ speaker တွေထည့်ပေးတာ speaker နှလုံးပါတယ် site ကပေါ်မှာ audio system လေးလည်းမစိုးဘူးကျွန်တော်ဖွင့်ပြလို့မရလို့เนาะဖွင့်ပြလို့ရှိရင်သိတဲ့အတိုင်းပဲ ော်အဲ့တော့ဒီအလဲကောင်းမှာဘာမှမပါတော့တာဖြစ်တဲ့အတွက် gear position ဒီအကုန်လုံးက CRN ရဲ့ညာဘက်ကိုရောက်သွားပြီ။နောက်ပြီးတော့ဒီကားမှာကကားပေါ်ရောက်ပြီးလို့ရှိရင်ဘာကလုံးမှနှိပ်စရာမလိုဘူး။ brake နင်းလိုက်တာနဲ့ကားက stand by ဖြစ်သွားပြီ။နော် power button မပါတော့ဘူး။ပြန်ဒီမှာ signal တွေပါတယ် CRN ရဲ့ဘယ်ဘက်ချမ်းမှာဖြစ်ပြီးတော့သူရဲ့ဒီမှာ star 1 2ဆိုတဲ့ button လေးပါအဲ့ဒါလေးကเนาะ shortcut လေးပေါ့ဒီမှာ star 1ကိုနှိပ်လိုက်ရင်ဒီမှာ360ဖြစ်သွားတယ် တော့ shortcut လေးတွေကျွန်တော်တို့ကဒီမှာထည့်ပေးတာလို့ရတယ်ပြီးလို့ရှင်ဖုန်းခေါ်တာတွေခြားတာတွေကြော်တာတွေအကုန်လုံးကဒီ CRI နားလေးမှာအကုန်လုံးလုပ်လို့ရတယ်ပြီးရင်သူ့ရဲ့ infotainment screen ကနည်းနည်းနုံနုံ infotainment screen မို့အကြီးပဲအနည်းဆုံး16 18လက်မဝန်းကျင်လောက်ရှိတယ် heavy အကြီးပဲဒီထဲကနေပြီး galaxy လုံးအကုန်လုံးကိုထိန်းချုပ်လို့ရတယ်ဒီမှာ temperature control ဆိုရင်လည်းအကုန်လုံးဒီထဲမှာချိန်လို့ရတယ်ဒီမှာ seat ကိုသွားကြည့်ရအောင် seat ကိုသွားကြည့်လို့ရှင်ထိုင်ကုန်ကိုရှေ့တိုးနောက်ဆုံးတွေအကုန်လုံးဒီကနေပြီးလုပ်လို့ရတယ် ဆိုင်ကိုလေးကိုရှေ့တိုးလိုက်မယ်နောက်ကိုလန်လိုက်မယ်နောက်ပါဆုံးမှာအရှိနေနေတော်တာကွာကိုပြောတာเนาะနောက်ကိုလန်လို့ရတယ်เนาะရှေ့ကိုပြန်ရွှေ့မယ်ပြီးလို့ရှိရင်ထိုင်ကုန်အပူရောအေးရောက driver seat မှာပါတယ်ထိုင်ကုန်အပူက passenger seat မှာပါတယ်အဲ့အနေထားရှိတယ်ဒီမှာထိုင်ကုန်အေးခြင်းလည်းအခုမှအေးလိုက်လို့ရတယ် ဟမ်အဲ့လိုမျိုးဩနောက်ထပ်ဒီကားမှာထိုင်ကုန်အကြောင်းပြောရတဲ့ကြိုက်တာတစ်ခုရှိအဲ့ဒါဘာလဲဆိုတော့ဒီမှာဒီကောင်းပြီဒီကောင်းကတော့လောက sporty မောင်းမယ်ဆိုလို့ရှိရင်ခေါင်းကိုဘယ်ညာဒီလိုရိမ်းမသွားအောင်လို့ခေါင်းလေးကဒီလိုချုပ်ပေးတာဒီမှာဘေးကိုဒီလိုချုပ်ပေးတာဟာအဲ့လိုလေအဲ့ဒါကဒီလုံးတန်းမဟုတ်တော့လေးလုံးစလုံးဒီပုံစံပဲအဲ့ဒါလေးတော့တော်တော်လေးသဘောကျဖို့ခေါင်းနေပြီးရင်ဒီကားထဲမှာ စတင်ထဲမှာရှိသမျှဟာတွေအကုန်လုံးဒီထဲမှာပဲချိန်ရတာနော်ရှေ့ရမှာအာမီကြီးဖွင့်တာတွေပိတ်တာတွေအော်တိုထားတာတွေဒါတွေအကုန်လုံးလည်းဒီထဲမှာဖြစ်တယ်ဒီမှာ lighting ထဲမှာအော်တိုထားနေတာလားနော်အကုန်လုံး low beam ဖွင့်မှာလား high beam ဖွင့်မှာလားဒါတွေအကုန်လုံးဒီထဲမှာထည့်လို့ရတယ်ပြီးရင် beam adjustment နော်မီးအချိန်တာတွေဘာတွေအကုန်လုံးလည်းဒီထဲမှာတစ်နဲ့သုံးလေးနဲ့ချိန်လို့ရတယ်အစုံပဲ အဆုံးမရှိရှိသမျှဗျာကားတစ်စီးလုံးမှရှိသမျှကွန်ထရိုးတွေအကုန်လုံးကဒီ infotainment screen နဲ့ရောက်သွားပြီအဲ့လိုဆိုပြောလိုက်ရင်ပြီးသွားပြီအဲ့ဒါအေးသွားတော့โอเคနောက်ထပ်တစ်ခုဒီမှာကျွန်တော်ပြောပြပြရတစ်ခုရှိတာက driving experience ထဲမှာဘာပါလဲဆိုတော့ तू ကဒီမှာ eco ရယ် standard ရယ် sport ရယ်အပြင် sport plus ဆိုပြီးတော့ပါပါနော်အဲ့ဒါလေးကတော့ test ride လုပ်လို့ရှိရင်ဒီင်းကြီးရမယ့်ကားထဲမှာဒီကားကပါသွားပြီနော်အဲ့ဒီအချိန်လေးရှိတော့ sport တယ်မကောက်ပါ sport plus ပါပါနော်အဲ့ဒါကြီးကလုံးဝတော်တော်လေးကိုဘင်းလို့ကောင်းမဲ့ကားလို့ကျွန်တော်အနေနဲ့ယူဆရပြီးတော့ဒီက railway drive လည်းဖြစ်တာပါ ော်အဲအကြောင်းမို့လို့ဒီကပြင်းလို့ကောင်းမယ်လို့ကျွန်တော်အနေနဲ့ယူဆတာပြီးတော့သူက range ကလည်း940 km အထိ CATC range မှာသွားလို့ရတယ်လို့ဆိုထားတယ်ဒီကဒီ digital cluster ထဲမှာပဲ tire sensor တွေဘာတွေအကုန်လုံးလည်းဒီမှာကြည့်လို့ရနော်တော်တော်လေးမစိုးဘူးဗျာနော်ဒီကအကြည့်ပဲဗျာနော်ဟိုတိတိလေးမဟုတ်ဘူးနော်အဲ့တော့ရှင်းရှင်းလေးလေးလည်းမြင်ရဒီကမှာနောက်ထပ်ကြိုက်တဲ့တစ်ချက်ရှိတယ်အဲ့ဒါကျွန်တော်အစဘာလဲမသိဘူးနော်ဒီမှာ fan ပုံစံလေးတစ်ခုတွေ့တယ်ဆိုပြီးတော့အဲ့ဒါကိုနှိပ်ကြည့်တာပြီးတော့မှဘဲဟုတ်မလဲသူက air con on off ကိုဒီကနေလည်းလုပ်လို့ရတယ် physical button တစ်ခုထည့်ပေးရအောင်အဲ့တော့ဗျာဒီမှာကားမောင်းနေရင်းနဲ့ဒီထဲကိုသွားပြီးတော့ aircon အဖွင့်ပိတ်ကိုသွားပြီးတော့ဒီ infotainment screen ထဲမှာသွားနှိပ်စရာမလိုဘူးဒါလေးနှိပ်လိုက်လို့ရှိရင် AC on ပါပြီ နော်အဲ့ဒီကကြိုက်တယ်ဘာလို့လဲဆိုတော့ကျွန်တော်အဲ့ AC owner ကိုကျွန်တော်မှနည်းနည်းကျွန်တော်ကောင်းမောင်းရင်းနဲ့ဒီလိုနှိမ့်ရမှာကြီးကိုကျွန်တော်အတွက်နည်းနည်းလေးအခက်ခဲရှိတယ်အဲ့ဟာတဲ့သူကကလုတ်လေးထည့်ပေးတာအဲ့လေးမိုက်တယ်သူရဲ့ဘေးမှာ headset မီးလေးပါတယ်ပြီးရင်ဒီကမှကျွန်တော်ပျောက်နေတာတခုချင်းအဲ့ဟာပါဆိုဒီအရှိမ5.1အတွက် speaker တစ်လုံးကဒီမှာ infotainment screen နဲ့ကွယ်နေတော့ကျွန်တော် speaker ကိုကျွန်တော်မတွေ့လိုက်ဘူးအခုမှတွေ့တယ်ဒီမှာ infotainment screen ရဲ့အနောက်မှာဒီမှာ speaker တစ်လုံးပါသေးတယ်ပြီးရင်ဒီမှာဖုန်း charger ကမပူဘူးနော်အောက်မှာ၄ပေါက်တစ်ခုပါသေးတယ်အဲ့ဒီအခြေအနေတွေရှိတယ် နောက်ခန်းတော့ကြည့်ရအောင်ကဲနောက်ခန်းလေးကိုလာတဲ့ချိန်မှာဘာလို့ပထမဦးဆုံးသွားပြီးတော့တတိထားမိလဲတော်တော်လေး ease ဖြစ်တယ် ease ဖြစ်တယ်ဆိုတာဒီထိုင်ကုန်အသားဟိုဟာကိုထိုင်လို့ကောင်းတာဗျာဒီလားပွင့်လင်းပြောရင်ဗျာခုနကထိုင်ကုန်အသားထက်ဒီကောင်ကပိုပြီးထိုင်လို့ကောင်းတယ်ခုန SUV ထက်ပေါ့နော် Friday ထက်ဒီကောင်ကနည်းနည်းလေးပိုပြီးတော့ထိုင်လို့ကောင်းတယ်ထိုင်ကုန်အသားနာတွေဒီမှာထိုင်ရတဲ့ position လေးတွေနည်းနည်းလေးဘယ်လိုမျိုး ဒီလိုရှော့ရှော့ခွက်ခွက်လေးလုပ်ပေးရတာဗျာဒီလားဘာလို့ဆိုတော့စီရင်တိုက်မို့လို့ ਨੇ တူပါတယ်เนาะဒါကတော့ပြီးလို့ရှိရင်ကျွန်တော်ခုနပြောတဲ့ရှေ့ခေါင်းလိုမျိုးပဲဒီခေါင်းကအာလောကအဲ့လိုရင်မိုက်ပါဗျာဒီလားเนาะရှေ့ကနေပြီးတော့ချက်တော့မမောကာမောင်းတဲ့မှာနောက်ကနေလို့အိတ်ပြီးတော့လိုက်အဲပြက်လိုက်ဟောစေးလေးလို့ခုနကဒီကရှိုးတော့အခုတယောက်ကသူ့ချက်တော့မမောလားလို့ပြောရတယ်ခုနကကာမောင်းမိမိတွေပဲဖြတ်မောင်းတာစားတယ်တကယ်မလွယ်ဘူး လေးရှိတယ်ဒီမှာပြီးတော့ကျတော့ဒီအနောက်မှာဒီမှာ round aircon လေးရှိတယ်ဟိုအောက်မှာ type c အပေါက်လေးတစ်ပေါက်ပါသေးတာကိုတွေ့ရတယ်ဒီကားမှာတော့ power socket တွေပါတယ်တော့မတွေ့ဘူးပြီးတော့ဒီမှာချိန်လေးတွေပါတယ်ရှိတယ်ဒါလေးတွေကတော့တကယ်ဘာမှသာမဟုတ်တာတော်တော်လေးအသုံးဝင်တဲ့ဟာကျွန်တော်တို့ဆိုရင်အပြင်သွားရင်ဟိုမှာအင်ဂျင်ပါချိန်ချင်တယ်ဆိုရင်တခါရိုက်ဘယ်နှချိန်လို့ချိန်ရမှာမသိဘူးအဲ့လိုမျိုးချိန်လေးပါတော့ဒီမှာချိန်လေးနဲ့အင်ဂျင်လေးချိန်ထားလိုက်လို့ရှိရင်ပြီးသွားပြီအဲ့ဒါလေးလည်းတော်တော်လေးမိုက်တယ်ပြီးရင်ဒီမှာစာကြည့်မီလေးတစ်လုံး ပါသေးတယ်ပြီးရင်ဒီမှာ site ကပါမှာလဲရှေ့ရလို့ပဲ speaker နှလုံးပါတယ်ပြီးတော့ဒီ passenger seat ရဲ့အတောက်ဘယ်ဘက်မှာလဲ speaker လေးလုံးပါသေးတယ်အဲ့ဒါလေးတော်တော်မိုက်တယ်ပြီးတော့ဒီပေါ်မှာရင်လိပ်ပါတာဖြစ်တဲ့အတွက်တချို့မှာ laptop တွေပါလေဆိုရင်ဒီပေါ်ကိုတင်ထားလိုက်လို့ရတယ်ပြီးတော့ဒီအလဲမှာတယောက်ကထိုင်မယ်ဆိုရင်လည်းထိုင်လို့ရတယ်ခေါင်းလေးပါတယ်မြင်ဒီခေါင်းကတော့ထုတ်လို့မရအောင်နော်ခေါင်းကအသေးလေးပဲဒါပေမဲ့ထိုင်မယ်ဆိုထိုင်လို့ရတယ်ဒီအလဲကလည်းထိုင်ကုန်မှာဖုမနေတာဖြစ်တဲ့အတွက်အေးစေးပဲထိုင်လို့ရအဲ့တော့ နောက်ဖုံးလေးတော့ကြည့်အောင်အဲ့တော့နောက်ဖုံးဒီဇိုင်းကိုပြောမယ်ဆိုရင်လုံးဝရိုးရိုးရှင်းရှင်းပဲရှေ့မှာလီဂါမန်ရှိတယ်ပြီးရင်အပေါ်မှာပန်နိုရမစ်ဆန်ရူးရှိတယ်ပန်နိုရမစ်ဆန်ရူးကနေထပ်ဆင်းလာရင်နောက်ဖုံးကမှန်ကြီးဖြစ်သွားပြီအဲ့တော့ဒီမှန်မှာဒီမှာဘရမီလေးတစ်ခုပါတယ်ဒါလေးတစ်ခုပဲပြောပြရရှိတယ်ပြီးရင်ဒီကောင်မှာအကြိုက်ဆုံးကဒီ LED မီးတန်းပါဒီကနေအဆုံးအထိအိုးဘတ်အဆုံးထိသွားတာဒါကတော့ကျွန်တော်ဒါ silent မီးဖွင့်တာလို့မလို့ဒီပုံစံဖြစ်နေတာပုံမှန်ဘရမီပဲဆိုလို့ရှိရင်ဒီဘက်တစ်ဖက်ရဲ့ဟိုဘက်တစ်ဖက်ရဲ့လေးမျိုးဒီအလဲကမီးလေးတွေကဘယ်ညာပြေးနေလဲ ဲ့ဒီဇိုင်းလေးအဲ့တော့ဒီ folding ကားလေးတွေကကားနောက်ဖင်ပိုင်းလေးကိုကြည့်မယ်ဆိုရင်တော်တော်လေး attraction ရှိတာကိုတွေ့ရတယ်ပြီးလို့ရှိရင်ဒီနောက်မှာလည်း sensor ကတက်နဲ့ဆိုတော့ sensor ၄လုံးရှိတယ်ပြီးရင်နောက်မှာ back camera တစ်လုံးရှိတယ်အဲ့တော့ဒီမှာ cloud လေးတစ်ခုပါဒီ cloud လေးကလည်းအပြောက်လေးပဲတော်တော်လေးမိုက်အဲ့တော့ဒီ cloud လေးနှိပ်ကြည့်လိုက်အကျယ်ကြီးပဲဒီကားကလည်းဒီကားလည်းခေါဘိတ်ဆန်တယ်နော်တေချာပေါက်ဆန်တယ်အကျယ်ကြီးပဲဒီမှာကြည့်အောင်ပါမမီဘူးဒီရောက်ခဏငါပါမဒီမှာကြည့်အောင် နည်းနည်းတော့တော့အကျယ်ကြီးမဟုတ်ဘူးเนาะဒီမီးကြောင်းကဒါ၄ဘီလောက်ရှိတယ်เนาะ၄ဘီမီးကြောင်းကိုဒီလိုဝင်သွားတာအေးဆေးဆေးပဲเนาะအဲ့ဒီအခြေအနေမှာရှိတယ်ကျေးဇူးများကြီးတင်ပါတယ်ပြီးရင်ဒီအောက်မှာဖွင့်ကြည့်လိုက်မယ်ဆိုရင်ကာဟိုစပိတ်ရှိသေးတယ်အကျယ်ကြီးပဲเนาะဒီကာဟို space ကတောင်းတောင်းအဝေးအိတ်အသေးလေးတွေထည့်မယ်ဆိုရင်နှစ်အိတ်လောက်ကကောင်းကောင်းလေးထည့်လို့ရတဲ့အနေအထားမှာရှိတယ်ဟောဒီကနေရာတော်တော်ကျဲတာပဲအဲ့ဒီအခြေအနေရှိတယ်โอเคအဲ့တော့ကြာတော့ကျွန်တော်တို့တာယာတွေကြည့်အောင် တိုင်ယာ size ကလည်းဒီကောင်က16အလွိုင်းလောက်ဖြစ်လိမ့်မယ်265 45R 16ကိုသုံးထားတယ်ဒီကောင်လည်းသူ့ဒီဇိုင်းလေးကတော်တော်လေးသွက်တဲ့ဒီဇိုင်းလေးပြောလို့ရတယ်တိုင်ယာသားပါးပါးလေးထည့်ပေးတာเนาะ sporty look နဲ့เนาะကားကလည်း sporty look เนาะတိုင်ယာကလည်း sporty ပဲလုံးဝတော်တော်လေးမှိုက်တယ်အဲ့တော့ ground clearance ကတော့မမျှော်လင့်နဲ့เนาะဒါလေးလာမှကြော်ကြော်လောက်ပဲရှိပါ ငါလက်မတောင်ရှိချင်မှရှိလေ ground clear runs ကတော့เนาะအဲ့ဒါတော့မမျှော်လင့်နဲ့ charger ပေါက်ကိုပြောမယ်ဆိုလို့ရှိရင်လေ GBD ကောင်းကို AC ရော DC ရောဒီတစ်ဖက်ထဲမှာထည့်ပေးတာဟောနောက်ပြီးတော့သူ့ရဲ့ DC က120 kW ထိအဝင်လက်ခံတယ်เนาะအဲ့တော့30 to 80%ကိုအားတကယ်သွင်းမယ်ဆိုရင်28မိနစ်ပဲကြာရလို့ရေးထားတယ်အဲ့ဒါတော့အသွင်းကြီးမှသိပါအဲ့တော့ဒီ video လေးရဲ့အနည်းချက်ကိုပြောပြ ဒီဗီဒီယိုလေးရဲ့အနည်းချက်ကိုပြောရမယ့်အချိန်မှာဒီမှာ4သိန်းရဲ့ SUV ကားကိုကြိုက်ပါတယ်ဆိုလို့ရှိရင် range က630 km ရမှာဖြစ်တဲ့အတွက်ခီးသွားမယ်ဆိုလို့ရှိရင်ဒီကားကိုရွေးပါအကယ်၍အဲ့လိုမှမဟုတ်ဘူး sedan type ကိုလည်းကြိုက်တယ် luxury type ကြိုက်တယ်ကျွန်တော်ခုနကပြောသလိုမျိုးပေါ့เนาะလူကြီးဆန်ဆန်နဲ့ မအထက် sporty look ကိုစီးကျင်တယ်ဆိုလို့ရှိရင်မ S7 ကိုစီးပါဒီလိုပဲပြောရတော့မှာဘာလို့အခုဒီမှာနှစ်စီးလုံးရှင်ကြည့်ရဲ့အချိန်မှာဒီကားလည်းကြည့်ပြီးသွားပြီဒီကားလည်းကြည့်ပြီးသွားတဲ့အချိန်မှာဘယ်ကားကိုတကယ်ရွေးရမယ်ဆိုတာပြောရအရန်ခတ်သွားပြီအဲ့တော့ SUV ကြိုက်တယ်လူဆိုလို့ရှိရင် Friday ကိုရွေးရမှာဖြစ်ပြီးတော့ Citroen နဲ့ Sport Type ကိုကြိုက်တယ်ဆိုလို့ရှိရင် S7 ကိုရွေးရမှာဖြစ်ပါတယ်အဲ့တော့အဓိကကဘယ်ကားကိုပဲရွေးရွေးအဓိကကျွန်တော်အရေးကြီးဆုံးပြောချင်တဲ့အချက်ကတော့ service ပါအဲ့တော့ဒီ Fording ကားတွေကအောင်ကမ်ဘို Group Company ကနေပြီးတော့တအူးတဲ့ကိုယ်စားလှယ်အနေနဲ့တင်သွင်းလာတာဖြစ်တဲ့အတွက် sales service ပဲအားလုံးကိုစိတ်ချရအောင်လို့စီမံ ပေးထားတယ်လို့သိထားတယ်။4000ရဲ့ service center ကတော့ crossat 5 billion 115နဲ့116လမ်းကြားပြည်ကြီးတကုံမြို့နယ်မှာတရှိပါတယ်။4000ရဲ့ရန်ကုန် showroom ကဆိုလို့ရှိရင်ကဘာကြီးဖျားလမ်းမှာပေါ့ငွေလာမင်းရိပ်သာ land down မှာတရှိမှာဖြစ်ပြီးတော့မန္တလေး showroom ဆိုလို့ရှိရင်အမှတ် crossat 8နဲ့43လမ်းမှာတရှိတာပဲဖြစ်ပါတယ်။အဲ့တော့4 thing ရဲ့ Friday ကိုပဲဖြစ်ဖြစ်4 thing ရဲ့ S7 ကိုပဲဖြစ်ဖြစ် test ride လုပ်ခြင်းနဲ့တေချာလာရောက်ကြည့်ရှုလေ့လာခြင်းနဲ့ဆိုရင်ကျွန်တော်ခုနကပြောပြသွားတဲ့လိပ်စာတွေမှာလာရောက်ကြည့်ရှုလေ့လာဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်ကတော့စီးသွားအောင် Track and Machinery ဒီမှာလေ ဲ့ပါ brand မျိုးချမ်းလုံးခေါင်းရတယ်ငါးလုံးပါကျေးဇူးတော်မယ်3 2 1 go ဘယ်ဘယ်ချမ်းပါဆိုလို့ရှိရင် EP ပေါက်ကို